အလုံးမမင်္ဂလာပါခင်ဗျာမူလလဟောင်း90ကနေကြိုးစားပါတယ်မက္ကဆီကိုနဲ့ဆော်ရီအာရေဗျတို့ကစားကြမဲ့ကွန်ကာကပ်စုံဂိုကတ်ပြိုင်ပွဲတွေမြန်မာစံတော်ချိန်နောက်တနေ့မနက်7:45မှာဖြစ်ပါတယ်မက္ကဆီကိုအသင်းဒီဒီပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်ပါတယ်ဒီပြိုင်ပွဲမှာဘိုးဆွဲမှုရေပန်းအစားဆုံးနံပါတ်1နေရာမှာရှိတဲ့အသင်းလည်းဖြစ်ပါတယ်ကမ္ဘာအဆင့်နံပါတ်19နေရာမှာရှိပြီးတော့ဆော်ရီအာရေဗျကတော့အဆင့်58နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ် မက္ကဆီကိုအသင်းဒီအုပ်စုအေမှာကော့စတာရီကာဒိုမီနီကန်နဲ့ဆူရီနမ်ဒီအသင်းတွေနဲ့အတူကြာခဲ့ပါတယ်ပထမပွဲမှာကမ္ဘာအဆင့်136မှာရှိတဲ့ဒိုမီနီကန်ရီပပ်ဘလစ်နဲ့သူကစားရပါတယ်ဘော်ဒီဂျေးနှစ်အနုတ်40နဲ့ကိုပေါင်းဂျေးက3အနုတ်40ပေးခဲ့ပြီးတော့3-2ဆိုပြီးသူကတ်နိုင်ခဲ့ပါတယ်ဒုတိယပွဲမှာကျတော့ကမ္ဘာအဆင့်137မှာရှိတဲ့ဆူရီနမ်နဲ့သူတွေ့ပါတယ်ဘော်ဒီဂျေးနှစ်အနုတ်20ပေးခဲ့ပါတယ်ကိုပေါင်းဂျေးက3အနုတ်80ပေးခဲ့ပါတယ် 02နဲ့တူနိုင်ပါတယ်တတိယဘွဲမှာကြတော့ဒီအုပ်စုထဲမှာတသိန်းနဲ့တော့သူတို့အတွက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ကမ္ဘာအဆင့်54နေရာကကော့စတာရီကာနဲ့သူတို့တွေ့ပါတယ်အဲ့ဒီဘွဲမှာတော့ body jay 160ပေးခဲ့ပြီးတော့ကိုပေါင်းကြီးကနှစ်အနုပ်60ပေးခဲ့ပါတယ်ကိုမရှိတရေကြခဲ့ပါတယ်သူကြတော့ကမက္ကဆီကိုတင်းဒီအုပ်စုတွဲမှာ၃ပွဲကစားခဲ့ရတယ်။အဲ့ဒီ၃ပွဲမှာ၁ပွဲမှာဘော်ဒီချေမအောင်ခဲ့ပါဘူးဗျ။၂ပွဲဂိုးအောက်ဖြစ်ခဲ့ပါတ 2025 FIFA ကမ္ဘာ့ကလပ်ပလာပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်နေတဲ့ Mexico ကလပ်အသင်းတွေကိုလက်ရွေးစင်ကစားသမားတွေခွဲပြီးပေးခဲ့ရတဲ့အတွက်ဒီပြိုင်ပွဲမှာ Mexico အသင်းကြီးကထင်သလောက်ကြိုးစားအားထုတ်မှုတွေထင်သလောက်အခွင့်အရေးရမှုတွေကျွန်တော်တို့မတွေ့ခဲ့ရဘူး Mexico ဒီလက်ရှိရှင်ပြိုင်ဖြစ်တယ်ဘုံဆွဲဖို့နံပါတ်1နေရာမှာရှိနေတဲ့အသင်းဆိုပေမဲ့လူမဆုံတဲ့အတွက်ရုန်းကန်နေရတာကိုတော့တွေ့ခဲ့ရပါတယ် မက္ဆီကိုတင်းတီအုပ်စုတွင်သုံးပွဲမှာရဂိုစုပေါင်း၅ဂိုးရခဲ့တဲ့ဆိုပေမဲ့ပထမပိုင်းမှာ၉ရဖို့တော်တော်လေးရုန်းကန်ခဲ့ရပြီးတော့ဒုတိယပိုင်းတစ်ပိုင်းတည်းတင်၄ဂိုးရအောင်တွင်းယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ sorry ကြတော့အုပ်စုဒီမှာ USA နဲ့တွေ့တယ် Trinidad Tobago နဲ့တွေ့တယ် Haiti နဲ့သူ တွေ့ပါတယ်ဗျာ။ပထမအုံဆုံးပွဲမှာ Haiti နဲ့သူကစားရတယ်။အဲ့ဒီတင်းတီကမ္ဘာအဆင့်83မှာရှိတဲ့အသင်းဖြစ်ပြီးတော့ sorry ကနေ body jay 1.80နဲ့5ပေါင်းကြီးက3အပေါင်း80ဆိုပြီးတော့ပေးခဲ့ပါတယ်။ ဒါပေမဲ့10နဲ့ပဲသူနိုင်ပါတယ်။ဒုတိယပွဲမှာကျတော့အင်ရှင်ဖြစ်ကျင်းပပေးတဲ့ USA နဲ့သူတွေ့တယ်။ကမ္ဘာအဆင့်16နေရာမှာရှိတဲ့ USA က body check 1ပေါင်း30ပေးခဲ့ပြီးတော့ကိုပေါင်းကြီးက3အပေါင်း90ဆိုပြီးတော့ပေးခဲ့ပါတယ်။အဲ့ဒီပွဲမှာ01နဲ့သူရှုံးပါတယ်။တတိယပွဲတွေ Trinidad Tobago နဲ့ပွဲမှာတော့တကိုးစီတည်ကြခဲ့ပြီးတော့ကန်ကောင်းစွာနဲ့ပဲ sorry ကအုပ်စုတက်ခဲ့ရတာဖြစ်ပါတယ်။ရကိုးစုပေါင်း2ကိုးပဲရှိပါတယ်။2ကိုးလုံးကိုပထမပိုင်းမှာပဲတွင်းခဲ့တာတွေ့ရပါ ဒီဘောနဲ့ပေးထားတဲ့စတဲ့ချင်းမှာမက္ကဆီကိုတင်းကနေဘော်ဒီချင်းတက်အနှုတ်90နဲ့ကိုပေါင်းချင်းကနှစ်အနှုတ်60ဆိုပြီးတော့ပေးခဲ့ပါတယ်။အခုညနေမြန်မာစံတော်ချိန်၄နာရီမှာတော့မက္ကဆီကိုတင်းကနေဘော်ဒီချင်းတက်အနှုတ်20နဲ့ဘော်ဒီချင်းကျလာပါတယ်။ကိုပေါင်းချင်းကလည်းနှစ်အနှုတ်40ဆိုပြီးတော့ကိုပေါင်းချင်းလည်းပပလေးကျလာတာကိုတွေ့ရပါတယ်။ Wallace to Oz မှာတော့မက္ကဆီကိုနိုင်ကို1.4ပေးထားပါတယ်။ Sorry နိုင်ကိုတော့ချစ်စနေပါ7.8နဲ့တည်ကြရင်လေးစားရရှိမယ်ဆိုပြီးတော့ပေးထားပါတယ်။ ကျေးလေရတော့ဒီပွဲတည်တည်မကြဘူးလို့အချမ်းမြန်ယူဆလို့ရပါတယ်။နဖက်သွင်းကိုလုံးဝမရှိဘူးဆိုတဲ့ကျေးကိုဖွင့်ပေးထားပါတယ်။ပိုတေချာတော်ကမိနစ်60အတွင်းမှာဆော်ဒီဒီလုံးဝဂိုးမရနိုင်ဘူးဆိုတဲ့ကျေးကိုဖွင့်ပေးထားတာတွေ့ရပါတယ်။ဆော်ဒီဒီဒီပြိုင်ပွဲမှာတည်းမဟုတ်ဖဲနဲ့ကျွန်တော်တို့အာဆတ်တိုက်ထဲမှာကျင်းပတဲ့ကမ္ဘာဖလားရှစ်စစ်ပွဲမှာပါဂိုးရဖို့နောက်ပိုင်းမှာရုန်းကန်နေရတဲ့အသင်းတွေဆော်ဒီပဲဗျ။ ဲ့တော့ဒီဘွဲ့မှာပေးထားတဲ့ sorry တင်းရဲ့တင်းနှုတ်20ပေါ်ရီကျေးပေါ့ပုံမှန်ဆိုရင်ဒီတင်းနှုတ်20ပေါ်ရီကျေးတွေဒီကျွန်တော်ကြိုက်လိကြိုက်ထမရှိပါဘူးဗျာဒါပေမဲ့ဒီဘွဲ့ရဲ့မိနစ်60အတွင်းမှာ sorry ဒီလုံးဝကိုမရနိုင်ဘူးဆိုတဲ့ကျေးတွေကိုဖွင့်ပေးထားတဲ့အတွက်ဒီဘွဲ့မှာကျွန်တော်20ရင်းတိပါမယ်မက္ဆီကိုအသင်းပေါ်ရီကျိုက်တယ်ပြီးတော့ go out ပါကျွန်တော်ကြိုက်ပါတယ်ဗျာပြီးတော့20ဆိုတဲ့ရလက်မျိုးကိုကျွန်တော်ယူဆထားပါတယ်အစိုးရလက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲ 면면자 송마직면